ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှကြိုဆိုပါရစေအခုနည်းနည်းရှင်းပြပေးမှာကတော့ဒါ intention cooker လို့ခေါ်တဲ့အိုးရွေးတဲ့မီးဖို့ပေါ့နော်သူဘလို့လို့လို့လောက်တာလဲဆိုတာကိုကြမ်းမြင်ရှင်းပြပေးမှာဖြစ်ပါတယ်အဲဘာလို့ဒီဟာကိုပြောတာလဲဆိုတော့ line ပေါ်မှာဟိုပေါက်ကဗီဒီယိုရီပေါ့နော်မဟုတ်မဟုတ်ဘဲနဲ့ စာကစ်ဆွဲပြတာတွေပြီးတော့အဲ့လိုမျိုးဟို DIY ဒီ intention cook ကဆိုပြီးတော့လုပ်ပြတဲ့ဗီဒီယိုတွေတွေ့တယ်ဗျအဲ့တော့ဒီကောင်ကိုနားမလဲပဲနဲ့ live လုပ်တာတို့ဘာတို့ပေါ့နော်ရှိလာမှစိုးလို့ပါသူကဒီမှာ AC ဝင်လိုက်တယ် AC 220ဝင်လိုက်တယ်ဟုတ်ပြီဒါဒါဒါဒီ intention coin ဒါ sensor သူမှာအပိုင်းဘယ်နှပိုင်းလောက်ပါမလဲဆိုတော့ဒီမှာဒါဒါ intent intention အပိုင်းပေါ့နော်ဒီကောင် point ရှိမယ် point အလုပ်လုပ်တဲ့ဟိုအဖို့အတွက်ပေါ့နော်ပြီးတော့ sensor ဒီကောင်ရှိမယ်ပြီးတော့ fan ရှိမယ် control ဘိုင်းရှိမယ်ဒါကဒီမျက်မြင်ပေါ့နော်သူကဒီမှာစပြီးတော့ AC 220ဝင်လိုက်တယ်ဝင်လိုက်တဲ့ AC 220ကိုဒီမှာဟိုဟာရှိမယ်အဲ brew rectifier ထိုင်အောင်တစ်လုံးက brew rectifier ထိုင်အောင်တစ်လုံးရှိမယ်ဟိုဘက်က mosfet တစ်လုံးရှိမယ်ဟို transistor mosfet transistor ပေါ့နော်သူလှိုင်းလှိုင်းထုတ်ပေးမယ်ကောင်အတားဒီကနေပြီးတော့ AC ဝင်လိုက်တယ်ဝင်လိုက်တဲ့ AC ကိုဒီမှာ brew rectifier ထိုင်အောင်နဲ့ DC ပြောင်းလိုက်တယ်အဲ့မှာ DC ပြောင်းဖို့အတွက် AAC ကိုဟိုလှုပ်ဖို့အတွက်ကကြတော့သူကဒီမှာအဲကပစတာတလုံးခံထားတယ်ပြီးတော့ဒီမှာ fuse ပဲ resistor လာမဟုတ်ဘူးဒီကောင်လုံးဝ fuse เนาะ fuse တလုံးချိနေမယ်ဒါက fan အတွက်ဒါက sensor အတွက်ဒီ fan အတွက်ကိုသူက ဟိုဒီ transformer လေးပေါ့နော် SMBS စနစ်ကလေးတစ်ခုလုတ်ပြီးတော့ဖိုးကိုလျှော့လိုက်တယ်ရှုပ်ပြီးတော့တွဲဖို့ထုတ်ထုတ်ပြီးတော့ဒီမှာဖန်ကိုသွားပြီးတော့ပေးထားတယ်ပေါ့အော် sorry ဖန်ဖန်တွဲဖို့မဟုတ်ဖန်ကဟိုဟာ16ဖို့တယ်16ဖို့အဲ့ဝင်ချင်ပေါ့16ဖို့19ဖို့ထားပါတော့ဒါအတိအကျပြောတာမဟုတ်ဘူးပြီးတော့ နောက်ထပ်ဟိုဟိုအတွက်ရှိမယ်ဗာလဲ control control လုပ်ဖို့အတွက်ဒီဒီဒီဟိုဟာပေါ့ခလုတ်တွေပေါ့ဒီခလုတ်တွေကိုပေးဖို့အတွက်ဖိုးတွေရှိမယ်အဲ့အဲ့ဟာတွေကို stand by ဖိုးတွေရှိမယ်ပြီးတော့ဒီ signal ဖိုးတွေရှိမယ်အဲ့အတွက်တချမ်းထုတ်ထားတယ်အဓိကပြောချင်တာအဲ့ဒါမဟုတ်ဘူး ဒါပေမဲ့တခါတည်းနည်းနည်းနားလည်ပါအောင်ရှင်းပြတာအဓိကကျွန်တော်ပြောချင်တာကဒီဒီ intention အကြောင်းပေါ့ဒီကနေပြီးတော့ control တွေပေးလိုက်တဲ့အခါမှာဒီ intention coin ကိုဒီ IGBD ကစပြီးတော့မောင်းတယ်မောင်းတဲ့အချိန်မှာ तू ကဟိုဟာပဲဖြစ်တာ square wave ဒီပဲထုတ်ပါလိဟုတ်တယ်မလား तू ကဒီမှာ IC ကနေပြီးတော့မောင်းတဲ့အချိန်မှာ square wave ဒီထွက်လာအောင်ဒီလိုဒီလိုလှိုင်းနေပေါ့ ဒီလိုလှိုင်းနေထွက်လာအောင်ထွက်လာပြီးတော့ဒီထဲကိုတန်းဝင်သွားတာမဟုတ်ဘူးအဲ့ဒါကိုဟိုတိတ်တိတ်တိတ်မသိတာလားဒါမှမဟုတ်ချင်းထဲတာလားဘယ်လိုလဲတော့မသိဘူးပေါ့နော်အဲ့မှာ IGBD ဒါမှမဟုတ်တချို့ဆိုဟိုအသေးလေးတွေဆိုလို့ရှိရင် mosfet အသေးလေးတွေရှိတယ်အဲ့ဒီအကောင်လေးနဲ့ဥပမာ Z44 တို့ 75 and 75တို့အဲ့ကောင်နေနဲ့မောင်းပြထားတဲ့ဒီအိန္ဒိယဘက်ကလာတဲ့ဗီဒီယိုတွေတော့တွေ့ဘူးတဲ့အဲ့ဒါတွေကမဟုတ်ဘူးဗျအဲ့အိုက်တမ်ရအောင်ဒီဒီကနေပြီးတော့ဒီကနေပြီးတော့မောင်းလိုက်တဲ့ဟာဒီ coin တွေကိုဒီ line တွေတန်းဝင်သွားတာမဟုတ်ဘူးတကယ်လို့တန်းဝင်သွားတယ်ဆိုလို့ရှိရင် तू ကဟိုဟာဖြစ်သွားပြီဒီဒီကောင်နေကြွကုန်ပါဒီ transistor ကြီးဒီ transistor ကြီးကကြွပါဘာလို့လဲဆိုတော့ square wave ဖြစ်နေလို့ square wave က high frequency ထုတ်တာ ပြီးတော့ချိန်နှုန်းချိန်နှုန်းကအရင်မြင့်တယ်လှိုင်းချိန်နှုန်းကလေအဲ့လို့ဆိုတော့ तू ကဘာလို့ကလဲဆိုတော့ဒီမှာ capacitor ခံလိုက်ရတယ်အဲ့ဒါ polyethylene capacitor လား polypropylene capacitor လားကျွန်တော်သိချာမသိဘူးမေ့ဝိုင်းအဲ့ကောင်ခံထားပြီးတော့မှနောက်ထပ်တစ်ခု NID ဒီ intention coin နဲ့ဒီနှစ်ခုနဲ့ပေါင်းဆက်ပြီးတော့ i square wave တွေကို sinusoidal sinusoidal wave ဆိုပြီးတော့ပြောင်းလိုက်တာ square wave ကနေပြီးတော့သူကဒီဒီ sinusoidal sinusoidal wave ကိုပြောင်းဖို့ကဒီမှာ capacitor နဲ့ coin နဲ့ခံလိုက်ရတယ်မဟုတ်လို့ရှင် square wave ကြီးကဒီထဲကိုဝင်သွားမှာအဲ့ကြရင်ဒီ IGBD တွေကြွားလိမ့်မယ်ပြီးတော့ sinusoidal wave ဆိုတာဘာလဲဆိုတော့ဒီလိုလှိုင်းအောင်ပဲပြောတာပဲဒီလိုလှိုင်းပေါ့နော် sine wave ပဲပြောရရင်တော့ line line ပဲ တကယ်လို့နည်းနည်းနဲ့ပြန်ဆွဲပြီးပါဗျာတို့ရှိမယ်လေ AC ကလည်းဒီတိုင်းပဲသွားတာလေဒီလိုပဲသွားတာမလား AC လိုင်းကလည်းဒီလိုပဲသွားတာ AC ကကျတော့ pure sine wave ပေါ့နော်ဒီလိုသွားတာပေါ့အဲ့တော့မေးစရာရှိတာ AC နဲ့ AC ကဒီ pure sine wave နဲ့ဒီကောင်နဲ့ sinusoidal နဲ့ဘာကွာလဲဆိုတော့ အဲ့ဒါတူတူပဲ sinusoidal wave ဆိုတာက sin wave ကိုပြောတာเนาะဒီလိုအပေါ်အောင်နှင်းကြီးမြင့်ကြီးရှိတဲ့ line ကို sinusoidal wave လို့ခေါ်တယ် pure sin wave ဆိုတာကသူက pure ဆိုတဲ့အတွက်ဒီ line တုံးတွေဟာအခုလိုမျိုးကျွန်တော်ဆွဲလိုက်တယ်လိုမျိုးတွန်းလိုက်ကောက်ကူးရနေရမရှိဘူးပြီးတော့ line တုံးအနှိမ့်အမြင့်နေညီးတယ်တန့်စင်တဲ့ line ဖြစ်တဲ့ noise မပါဘူးပေါ့เนาะအဲ့လိုဟာကို pure sin wave လို့ခေါ်တာအဲ့တော့ ဒီအဆင့်ဒီအဆင့်မပါပဲနဲ့ဒီဟာကြီးကဘယ်လိုမှသွားပြီးတော့အိုးတင်လိုက်ရင်ပူတဲ့တန်လိုက်စကွင်းမဖြစ်ဘူးနောက်တစ်ခုကဒီစင်ဆာဒီစင်ဆာမပါပဲနဲ့ဒီကွာကြီးကတောက်လျှောက်ကြီးပေးထားလို့မရဘူးအကယ်လို့ကိုကဒီ DIY ဆိုပြီးတော့ရှောက်လုပ်လိုက်လို့ Sinusoidal Wave ထွက်လာတယ်ထွက်လာရဲဆိုရင်တော့မှအိုးရှိတယ်မရှိဘူးအတိပေးတဲ့ဒီစင်ဆာပါမရမှာမဟုတ်ရင် तू ကတွေးတဲ့ပစ္စည်းကိုသွားပြီးတော့ ီမဂနက်တစ်သဘောအရဆွဲငင်တာတွေဖြစ်ပြီးတော့ fly နေထုတ်ပေးလို့ရှိရင်အဲ့မှာအပူအပူဖြစ်လာမှာအဲ့လိုဆိုတော့ OD မတင်ပေးတိရတယ် OD မှဒီဒီ꽌ရထပြီးအလုံးလုံးမှာအဲ့ဒါဒီ sensor ကနေပြီးတော့လိုတယ်လိုလိုတယ်ဆိုတော့မရှိမဖြစ်လိုကိုလိုတာအခုဒီကောင်ပြတ်သွားတယ်ဆိုရင် OD တင်လိုက်တာ ਨੇ သူက oh oh sorry oh မတင်မထားရင် e0 error ပေါ်တယ် e0 error က e1 error မပြဘဲနဲ့ တောက်ချောက်ကြီးဂူကြီးဆိုထလာနေပြီဆိုရင်ကျင်းတည်တယ်ဒီစင်ဆာပြတ်တာအဲ့တော့တကယ်လို့ဒါပစ္စည်းကကောင်းတယ်ဒီကွမ်းရထပြီးအလုံးလုံးနေတယ်ဆိုလို့ရှိရင်တွေးတဲ့ပစ္စည်းသွားပြီးတော့အကုန်လျှောက်ပူတော့ပါဒီအနီးနားအိုးနားမှာကတ်နေတယ်ဒီဒီဒီနမ်းမှရှိနေတဲ့အရာပေါ့နော်အဲ့တော့ဟို DIY ကိုယ့်အကူလုပ်ပြီးအလွတ်ကြီးလျှောက်ပြီးတော့ဘယ်လိုပြောမလဲကျိုးကျိုးလေးနဲ့ကွိုင်လုပ်ပြီးတော့လည်းလှုပ်လို့ရတဲ့အရာမျိုးမဟုတ်ဘူး တေချာစနစ်တကျဖွဲ့စည်းထားတာရန်ရန်တက်ရန်တလူမှန်တလူလုပ်လိုက်လို့မရဘူးအခုဒီကောင်လေးကဘာဖြစ်တာလဲဆိုတော့သူကစင်ဆာပြက်တာဗျဒီစင်ဆာပေါ့နော်ဒီစင်ဆာဒီစင်ဆာအဲ့ဒီစင်ဆာကပြက်ရင်ဘာဖြစ်လဲဆိုတော့သူကအိုးမတင်မဲနဲ့သူ့အတူထပြီးတော့ run တယ်နောက်တစ်ခါကကြတော့ e0 e1 ဆိုပြီးတော့အိုးမတင်သူကပုံမှန် error ပေါ်ရတယ်အဲ့ဒီအချိန်မှာသူက error မပေါ်မဲနဲ့ထ run နေတာနောက်တစ်ခါက သူကโอตินလဲไอ้ easy to e1 error ပဲပေါ်နေโอตินလဲ तू မသိတော့ဘူးဒါဆိုလို့ရှိရင်ဒီလဲไอ้လိုမျိုးဖြစ်ပြီဆိုရင်ဒီ sensor ပြတ်တာဖြစ်ပါတယ်ကျန်တာတွေကိုကျွန်တော်ကမကြိုက်ဘူးမထီဘူးအဲ့လိုဆိုတော့ဒီမှာပါတဲ့ဟို brake rectifier dial အကြီး ampere များတဲ့ brake rectifier dial ကြီးရယ် pgbd ရယ်အဲအဲ့ဒီကောင်တစ်ခုကိုကျွန်တော်ရိုက်ပြလို့မရဘူးเนาะ ရိုင်းမပြတာပေါ့နော်မဖြုတ်တော့ဘူးချန်တဲ့ဟာတွေကအကောင်းနေတော့တက်နိုင်တယ်လို့မထီတာကောင်းတယ်လीနော်အဓိကဒီဒီစာကိအကြောင်းနဲ့နားလည်သွားတဲ့အခါမှာဘယ်ဟာတွေကမှားနေတယ်ဘယ်ဟာတွေကမှန်နေတယ်ဆိုတာကိုတော့ခွဲခြားလို့ရသွားပါပေါ့နော်အလောလောဆယ်တလောက်ပဲအဲရှင်းပြထားပါမယ်နောက်မှပဲဒီဒီ sensor ဘယ်လိုအလုပ်လုပ်တယ်ဒီ sensor အလုပ်လုပ်တဲ့အချိန်မှာဒီ coin တွေကဘယ်လိုထားဖြစ်လာပြီးတော့ဟို တန်တန်အိုးကဘာကြောင့်ပူရတယ်ဘာညာအသေးစိတ်နောက်မှရှင်းပြပါမယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ